မြမလူရေးစင်တိုက်ဆင်မှုဒေဟဇော်ကကမ်မရီယာကလပ်နာဂါဝေါအသင်းနဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းသိရပါဗျ။နာဂါဝေါအသင်းအနေနဲ့ တိုက်စစ်မှုတိဟဆောင်နဲ့လမ်းခွဲလိုက်ပြီးဖြစ်ကြောင်းနဲ့အနာဂတ်အတွက်စုမုံကောင်းတောင်းပေးတာတွေကိုဒီကနေ့မှတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။အခုရသည်ကမ်ဘောဒီးယားပရီးမီးယားလိအမှတ်ပေးပြိုင်ပွဲအပြီးမှာတိဟဆောင်ရဲ့နာဂါဝေါအသင်းဟာအမှတ်ပေးစရာအဆင့်၅နေရာမှာရပ်တည်ခဲ့ပြီးတိဟဆောင်ကအသင်းအတွက်ခုနှစ်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။အခုရသည်ပြိုင်ပွဲအပြီးမှာတိဟဆောင်ရဲ့နာဂါဝေါအသင်းဟာပွဲ30ကစား73ပွဲနိုင်၄ပွဲတည်ရ73ပွဲရှုံးရမှတ်43မှတ်နဲ့ အမတ်ပေးစေရာအဆင့်၅နေရာမှာရပ်တည်ခဲ့တာဖြစ်ပါတယ်။အခုရသည်ကမ်ဘောဒီးယားပရီးမီးယားလိအမတ်ပေးပြိုင်ပွဲအပြီးမှာ PKR Savarian အသင်းကပွဲ30ကစား25ပွဲနိုင်တပွဲတည်ရေ၄ပွဲရှုံးရမှတ်86မှတ်နဲ့ချန်ပီယံဆုရရှိခဲ့ပါတယ်။ဒီအသင်းဟာပြီးခဲ့တဲ့2023-24ရာသီကလည်းကမ်ဘောဒီးယားပရီးမီးယားလိအမှတ်ပေးပြိုင်ပွဲမှာအနိုင်ရပိုးဆွဲထားခဲ့တာကြောင့် ၂ရာသီဆက်အနိုင်ရပိုဆွဲနိုင်ခဲ့တာဖြစ်ပါတယ်။တရားစော်ဟာနာဂဝေါအသင်းအတွက်အခုရာသီမှာ၄ပွဲဆက်ကိုသွင်းယူထားပေးခဲ့ဘူးသလိုပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆု MVP ကိုလည်း၃ချိန်အထိရရှိထားခဲ့ပါတယ်။ကမ္ဘာရီးယားပရီးမီးယားလီဂ်ကလပ်နာဂဝေါအသင်းဟာတရားစော်ကို2024-2025ရာသီအတွက်တရားသီတာစာချုပ်ချုပ်ဆို ခေါ်ယူထားတာဖြစ်လို့အခုအခါစာချုပ်သက်တမ်းကုန်ဆုံးသွားပြီးသက်တမ်းမတိုးတော့တာဖြစ်ပါတယ်။